တွက်ကြောင့်မလို့ကျွန်တော်တို့တီတောကပေါ့နော်ကျွန်တော်ဆရာကြီးစီမှာတီတောကဖြစ်တယ်မရှာလာမော်လီကျောင်းနေတော့အတိအသိရှိသူ့ပြင်မဲ့လည်းပဲကျွန်တော်တို့တော့ဟိုသာသနာပညာနဲ့ခေပညာတွေးပြီးသင်တဲ့ကျောင်းကြတော့တော်တော်နေတယ်တော့အဲ့ဒီမှာနှစ်ပိုင်းတွေ့ရတယ်တချို့တော့ခေပညာလုံးဝမတင်တော့ဘူးခေပညာကိုလုံးဝဆုံးလွတ်လိုက်တယ်အဲ့လိုမျိုးလေးတွေ့ရသလိုအဲတချို့ခေပညာတတ်ကသူ့နိတုဟန်နဲ့သာသနာပညာတွေလိလာကြတော့ပြောနှစ်မျိုးလုံးမှာတော့အနိုင်ချက်ရှိတယ် နော်ခိပိနာကိုလုံးဝမသိတော့ခိပိနာကိုလှိဟုမကြည့်တော့ဘူးဆိုရင်လည်းပဲနော်ဒီခိဒီခါမှာသာသနာနဲ့ပတ်သက်တဲ့အများကြီးကဏ္ဍတွေကခိကဲ့အတွေးခေါ်ခိကဲ့ပညာရက်တွေနဲ့တွေးချိတ်မိဖို့လိုအပ်တယ်လို့နော်ခိပိနာတက်တယောက်ကလည်းပဲသာသနာပညာကိုသူ့နီးသူ့ဟန်နဲ့လည်လာတဲ့အခါမှာအုံနာပြောသလိုပေါ့နော်သူတွန်းချင်ထားတာကအကြလက်ပညာဒီဘက်ကဝါရရဲ့ပညာကိုစနစ်တကျသူမသိယူထားဘူးခုနီးကိုဟန်နဲ့လည်လာတဲ့အခါသဘောပေါက်လွှဲတယ်နားလည်မှုတွေလွှဲတယ်နော်သူရဲ့ သွေးခေါ်မှုတွေချော့သွားတယ်ဒါမျိုးတွေဖြစ်ကြเนาะအဲ့ဒီအပေါ်မှာအခုဒီမှာเนาะဒီအစီအစဉ်လေးကိုအခုအစပြုပြီးတော့လုပ်လိုက်တယ်အဲ့ခေပညာကိုလည်းပဲတင်เนาะတင်းနေဆိုပေမဲ့เนาะသာသနာပညာဒါကြောင့်ကျွန်တော်တို့เนาะဟိုထိုင်းနိုင်ငံကအကြောင်းတစ်ခုကိုရောက်တော့ဟိုမှာအဲ့ဒီလိုမျိုးဖြစ်ပညာသာသနာပညာနှစ်ခုတွဲတင်တဲ့အခါเนาะအဲ့ဒီကဆရာတမပြောတဲ့စကားလေးတော်တော်ကောင်းတယ်เนาะနိဇမ်ကဟမာရာเนาะအီလင်ပုစကာဟဲ့เนาะတာလင်ပုစကာနိဇမ်ဟမာရာเนาะကျွန်တော်တို့လည်းပဲဒီနေ့ဒီအကြောင်း င်းမှာဒီအတိုင်းပဲခြေပညာသင်တယ်နောက်ပြီးမဲ့နေစာကကျွန်တော်ရဲ့နေစာနဲ့နော်ခလေးတွေနမစကားကြီးဖတ်ကြမယ်ကုသနဲ့ကုထုံနဲ့စနတ်နဲ့အညီနေပြီးတော့ခြေပညာသင်ရနော်နေစာကကိုယ့်ရဲ့ပုံစံနဲ့နော်အဲ့ဒီလိုနော်အဲ့ဒီလိုပုံစံမျိုးဒီမှာနော်ခြေပညာလည်းတစ်ဖက်ကသင်တယ်သာသနာပညာလည်းတစ်ဖက်ကသင်တယ်နော်ဒီလိုဒီမှာခြေပညာဘာကြောင့်သင်ရလဲကျွန်တော်အဲ့ဒီယူရချက်လေးကိုရှင်းပြတာပေါ့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အရှိအရှိကာလမှာနော်အများကြီးအာဒီမလေးအဖို့ရင်းဆိုင် ရမယ်စိန်ခေါ်မှုတွေအများကြီးပဲ။နော်ရှိရှိကာလတွေမှာနော်ဥမာဖြစ်တမ်းမှန်းနော်ကျွန်တော်တို့တရားလေးဟောလိုက်မယ်စာလေးတင်လိုက်မယ်ဒါလောက်နဲ့ပဲမပြီးတော့ဘူး။ဂျေဆိုင်ရမယ်စိန်ခေါ်မှုတွေအများကြီးကိုရှေ့ထွက်ပြီးဖြည့်ရှင်းရ။အဲ့ဒီတော့ပို့ပြီးတော့နော်ကျွန်တော်တို့ကနော်ပို့ပြီးတောက်ကြောင်မဲ့အရင်ချင်းရှိမဲ့အလုံးပါအမတ်တွေကိုရှေ့ကာလကြီးအတွက်မွေးထုတ်ပေးခဲ့ဖို့လိုအပ်တယ်။စိန်ခေါ်မှုတွေမြင့်တက်လာပြီးသာသနာနဲ့ပတ်သက်ပြီးထိုးနှက်မှုတွေအင်တာမကူပဲများလာပြီးနော်ပတ်ပေါင်း းစုံကနေကိုအရင်ခက်မဟုတ်เนาะအရင်ခက်ကလူတွေကကိုပလီကိုရက်ကွက်လောက်နေပဲเนาะနေကြရတာအခုက online ခက်ဖြစ်သွားပြီเนาะ YouTube ကိုဖွင့်လိုက်တယ် Facebook ကိုဖွင့်လိုက်တယ်เนาะအဲ့ဒီမှာ landline ကိုပြနေတဲ့ပညာရှင်တွေအများကြီးရှိသလို landline ကိုပြနေတဲ့သူတွေလည်းပဲအများကြီးပဲဒါကြောင့်အလင်းသာသနာပညာရှင်တွေအနေနဲ့ခြေကာလတွေမှာပူပူပြီးတော့เนาะဒီနေ့ပတ်သက်ပြီးလူတွေကိုရှင်းပြတဲ့နေရာမှာပူပူပြီးတော့တောင်းဝန်တွေကကြီးလာပြီဒါတော့အဲ့ဒီအပေါ်မှာအထောက်အကူရရလေ အောင်ဆိုပြီးတော့တော့ဒီမှာနောက်ခေပင်အောင်လည်းတစ်ဖက်ကတွေးတင်တဲ့သာသနာပညာကိုလည်းတင်းတယ်ပြီးတော့ဒါကြတော့ခလီတိုင်းအတွက်ပေါ့တော့ခေပင်ညာနဲ့သာသနာပညာနှစ်ခုတွေးဖက်ရတယ်ဆိုတဲ့အလုပ်ကတော်တော်တို့ပြန်မှန်းပါတယ် တော်တော်ခက်ခဲပါလေ။နော်ဒါကမိဘရဲ့အင်တာမကိုပဲဟိုဖိအားလည်းလူတယ်မိဘရဲ့လူလားမှုလည်းပဲလူတယ်။ဒါကြောင့်ဒီညမှာမိဘတွေရှိနေတယ်။နော်မိဘတွေကိုကလေးတွေကပြောနေမယ်။အားเจ้าမှာအယံပင်မန်းနဲ့နှစ်ခုတွဲဖက်ရတာ။ဒါတော့ကျွန်တော်တို့တစ်ခုပဲဖက်ချင်တယ်။အဲ့ဒီတော့နော်အပါရေပြောပြပါဆရာတို့လာမနေကြရင်ခေပညာတန်းလေးကျွန်တော်မထိုင်တော့တစ်ခုပဲဖတ်တော့အဲ့ဒီလိုဆိုရင်မိဘတွေအနေနဲ့မှတ်လိုက်ရောပါနဲ့။နော်ဒါကကျွန်တော်ကိုယ်တိုင်ရဲ့ခေပညာနဲ့သာသနာပညာကိုကျွန်တော်နှစ်ခု Do you duplicate တတော်ပင်မန်းနဲ့နော်တတော်ပုံမှာစိတ်လေးပဲဘာလဲစိတ်ပညာရဲ့နှစ်ခုကတသက်စီလေးနော်ဒီတော့ခေပညာကျောင်းမှာတင်တဲ့စာတွေကတသက်တလိုင်းနော်ဒီဘက်ကအဘိကျောင်းစာတွေကတသက်တလိုင်းတလိုင်းဆိုတော့ဒီနှစ်ခုဖတ်ရတော့ပညာရဲ့ချင်းနှစ်ခုကိုကောင်းပေါ်မှာထားရတာတင်နေရတာဒီတော့ပူပင်မန်းနဲ့နော်ဒီတော့ကျွန်တော်လေးပဲအချိန်ချင်းကျွန်တော်ရဲ့နော်အပင်မေကိုပြောတယ်မဖတ်ချင်တော့ဘူးအကြောင်းထွက်လိုက်မယ်အဘိစ်တစ်ခုပဲဖတ်မယ်မော်လီတစ်ခုပဲဖတ်သူ့ပင်မန်းလည်းပဲမိဘရဲ့နော်အင်တမကိုပဲဆွေးနွေးချီးမှုဖြစ်ချင် င်စီတဲ့ဆန္ဒတွေအင်တမကိုပဲကြီးမားတဲ့တဲ့အပေါ်မှာတော့ကျွန်တော်ကိုဖြောင်းချဖြောင်းချဖြောင်းချပြီးနောက်ဆုံးပြီးအောင်တင်ပြခဲ့ပြီးတော့ကျွန်တော်ဒီမှာရှိတဲ့မိဘတွေကိုလည်းပဲကျွန်တော်အကြံပေးခြင်းနဲ့ကလေးတွေလာပြောရင်လည်းပဲကလေးတွေကိုအားပေးပါဖြောင်းချပါတော့လွယ်လွယ်နဲ့မလွတ်ခိုင်းလိုက်ပင်မနာတော့ပင်မမယ်သူစတို့ပင်မတင်ခိုင်းပါနှစ်ခုလုံးကိုပြီးတဲ့ဒီကလေးတွေကိုတင်ခိုင်းပါတော့နှစ်ခုလုံးကိုဖြစ်မြောက်တဲ့ဒီကလေးတွေကိုတင်ဖို့အတွက်မိဘကပေးနာရနေအားပေးတဲ့သူပတ်ပိုးတဲ့ ဲ့သူအပြင်နဲ့ရှိနေပါကျွန်တော်တို့ကြောင်းဘက်ကတော့ဒါကိုဘေးကလေးကတော့မိဘကိုယ်တိုင်နဲ့ဆန္ဒရှိတယ်ကလေးကိုယ်တိုင်နဲ့ဆန္ဒရှိတယ်ဆိုရင်ဒါကိုကြောင်းဘက်ကဒီအစီအစဉ်ကိုစနစ်တကျလုပ်ပေးနေတယ်တော့အခုဒီနေ့ဆိုရင်ကလေး22ယောက်တော့ကျွန်တော်တို့ private ကြောင်းမှာလည်းပဲအပ်ထားတယ်တော့ပြီးခဲ့တဲ့စာမွေးသတင်းချုပ်မတိုင်ခင်မှာလည်းကလေးအားလုံးတရောင်ဝင်စာမွေးပြုဆိုပေးရခဲ့တယ်တော့ပြီးတော့အခုရှေ့မှာလာမယ်နှစ်ပတ်လည်စာမွေးကြီးမှာလည်းပဲကလေးတွေအားလုံးတရောင်ဝင်ပြုဆိုခွင့်ရဖို့အတွက်ဒီမှာရှိတဲ့ကော်မတီတွေတောင်းဆိုသူတွေအားလုံးစီ စဉ်ထားပြီးဖြစ်တယ်နော်ဒီတော့ခလေးတွေနောက်နှစ်နောက်နှစ်နောက်နှစ်တွေမှာလည်းဆက်ပြီးတော့ဖတ်သွားဖို့အတွက်ကိုမိဘတွေအနေနဲ့နော်ဘီနာကနေခလေးတွေကိုအားပေးဖြောင်းဖြားနော်ဒီတိုင်းပဲတိုက်တွန်းနေသူတွေအဖြစ်နဲ့နေပါလို့ကျွန်တော်နော်မေတ္တာရဲ့အင်ရှာလာကျွန်တော်တို့အဲ့ဒီအသီးအပွင့်ခံစားရနော်ဒီမှာကျူပန်းနေတဲ့ကော်မတီတွေအနေနဲ့ရောတေချာပြီးနေတဲ့ဆရာတွေအနေနဲ့ရောနော်ဒီတိုင်းပဲခလေးတွေကိုအပ်ထားတဲ့မိဘတွေအနေနဲ့ရောဒီလိုမျိုးခလေးတွေထွတ်ထွချွတ်ချွတ်ဖြစ်ပညာဘက်ကိုသာသနာပညာဘက်ကိုတည်ယူစီဖို့ ပြီးတော့တော့ဒါကြတော့ဒီနေ့အပင်ဆိုင်မလက်ကအတီးတီးမှာတော့မဟုတ်ဘူးလေအချိန်ကာလတော့စောင့်ကနှစ်ခုလုံးပြေးဖို့ဆိုတော့နောက်တန်းငါးနှစ်ချောင်းနှစ်ဆယ်နှစ်စောင့်ကအင်ရှာလာအဲ့ဒီအချိန်ကာလတစ်ခုရောက်လာရင်ကျွန်တော်တို့ရဲ့ကြိုးပမ်းခြင်းမှုကျွန်တော်တို့ဒုက္ခခံခဲ့မှုခလေးတွေလည်းပဲပြမမမတင်ဖတ်ခဲ့ရမှုရဲ့အတိအပွင့်တွေကိုအကျိုးတွေကိုမြတ်ဝါထင်ထင်အင်ရှာလာမြင်ရတော့မြင်ရမယ်ဒါကျွန်တော်အင်ရှာလာတော့ဒါမြင်ဖို့မြင်ရမယ်ကိစ္စဖြစ်တဲ့အင်ရှာလာအလ္လာဟ်တောဖစ်ပေးမယ်ဆိုရင်အဲ့ဒီအတွက်ကျွန်တော်တို့ istiqamat နဲ့ တော့ခလေးတွေလည်းပဲဖတ်ပါတော့ကြက်ကြံခံပြီးတော့မိမတွေအနေနဲ့လည်းပဲတော့ခလေးတွေကိုဖတ်ခိုင်းပါတော့နောက်ထပ်တစ်ခုကျွန်တော်တို့ဒီမှာတော့မျက်မမြင်ရဲ့အစီအစဉ်လေးလည်းပဲဒီမှာလောက်ထားတယ်တော့အရင်အစီအစဉ်တွေမှာလည်းဒီအစီအစဉ်လေးဘလို့ဖြစ်လာလဲကျွန်တော်ရှင်းပြခဲ့တယ်ဒီတော့ဆရာကြီးအနေနဲ့ တောင်အဖရိကကနော်မလန္နာဟဆန်ဆပ်နဲ့အချိန်ဆက်ရပြီးတော့ဒီမှာမျက်မှန်မြင်တင်ကြားမှုပေါ့နော်ကျွန်တော်တို့ကပြောသလိုအီလင်းဆိုတဲ့အရာကလူတစ်ယောက်ရဲ့အစဉ်အတန်းကိုမြင့်ပြီးအီလင်းရဲ့အကြောင်းအရာနဲ့အလရှင်လူတွေကိုအစ်ဆက်ပြီးအခုကျွန်တော်ဒီနေ့ဝင်လာတော့မလန္နာမူဖတီနီဇာမဒီဆပ်ကပြောပြဟာဗစ်စလမ်ကအစဉ်တင်ရတဲ့သူကမျက်မှန်မြင်နေတဲ့ နော်ဒါဟုတ်ပဲကြည့်ကြည့်ပေါ့နော်အတန်တန်းလုံးမှာကြောင်းသားဘယ်နှယောက်ရှိလဲ၁၄ယောက်လောက်ရှိတယ်နော်ဂျန်နဲ့သူတွေမျက်စိမြင်နေမျက်စိမမြင်တဲ့သူကတယောက်သုံးဖို့နှစ်ယောက်တလောက်ပဲရှိမယ်ဒီလိုကျွန်တော်တို့စီမှာမျက်မမြင်၄ယောက်ရှိတယ်တော်၄ယောက်မှာဟိုတယောက်ကတော့အခုမရသူပြန်သွားတယ်ပေါ့လေ၃ယောက်စုရတယ်လည်းမပါဘူး။တော့ဒီတော့မှအဆင့်တက်ရတဲ့ဟာဟိစတာမှာဒါအဗ်ဒူမလစ်ဘိုင်မျက်မမြင် နော်ဒီတိုင်းမဲ့ကိုရဟယာဘိုင်လည်းပဲဆွရတယ်တဲ့မှာပါ။နောက်ဒီတော့အလရှိလက်ကအင်းင်းကိုအကြောင်းခံပြီးနော်မျက်စိမမြင်တဲ့သူကိုလည်းပဲအလဣဇက်ကီတဲ့မျက်စိမမြင်တဲ့သူကိုလည်းပဲအင်းင်းကိုအကြောင်းခံပြီးအလရှင်တိတ်တယ်စီတယ်။နောက်ဒီတော့နော်မျက်မမြင်နေတဲ့ပတ်သက်တဲ့ပညာရေးအစီအစဉ်တစ်ခုကိုလည်းပဲနော်ဆရာကြီးအနေနဲ့တောကထားပြီးဒီမှာပေါ်ဆောင်ထားတယ်မျက်မမြင်နေကိုနော်ကိုရန်ကိုလည်းပဲအလွတ်လည်းပဲတင်ပေးတယ်လို့မျက်မမြင်ပညာရက်နဲ့ကိုရန်ကျမ်းတော်မြတ်ကိုဖတ်တဲ့ပုံစံကိုလည်းပဲဒါဒါ င်တို့မြန်မာတနိုင်ငံလို့အတိုင်းအတာမှာတော့ပထမဦးဆုံးဒီတနေရာပေါ့နော်ဒီတနေရာမှာအခုအစပြုပြီးတော့ထင်ရှားပြီးနေတယ်ဒါကလည်းပဲမျက်မျက်မြင်နေတဲ့ဘဝတွေကိုလှပအောင်ဖွင့်ပေးနေတာပဲနော်ဒီတော့မရှလာဒီအစီအစဉ်နဲ့ပဲကျွန်တော်တို့ကျောင်းမှာရှိနေပါတယ်ဒီတော့နော်အခုဒါ6လပတ်ဂျန်စာအစီအစဉ်ဖြစ်တဲ့နော်ရှေ့မှာပြင်သာတင်မဲ့ကာလတွေခြံပြီးတယ်နော်ဒီတော့ကျွန်တော်တို့ညှို့နှိမ့်ချက်ပေါ့နော်ဒီကနေပြီးတော့တကယ်မျက်မှန်မြင်နေလဲပဲပြင်သာရှင်တွေအဖြစ်နဲ့ပေါ်ထွက်လာစေခြင်းနဲ့ဒီတိုင်းပဲခစ်ပြင်သာတဲ့အာလေ ီနေလည်းပဲတော့ဒီကနေကျွန်တော်တို့ပေါ်ထုံးလာစီခြင်းနဲ့အဲ့ဒီအတွက်အားလုံးရဲ့ကိုယ်ကြီးချုပ်ပန်းမှုလို့အဲ့တော့မာရှာလာကုံဒီဒီလေးတစ်ဖက်ကအင်တိုင်းအားလိုက်ချုပ်ပန်းနေတယ်အလူရှင်နေလည်းပဲပါဝင်ပြီးနေတယ်တော့ဒီတော့ပေါင်းစုံကပေါ့အလူရှင်ရဲ့ပါဝင်မှုပေါ့ကုံဒီဒီရဲ့ချုပ်ပန်းမှုပေါ့မိဘတွေရဲ့တော့စိတ်ပါဝင်စားမှုပေါ့ခလေးတွေရဲ့ကြိုးစားမှုပေါ့ဒါတွေအားလုံးပေါင်းဆက်လိုက်ကျွန်တော်တို့မျှော်လင့်နေတယ်အင်ရှာလာတော့မျှော်လင့်ချက်တွေတော့ညမြန်ပြင်နာရှင်တွေထွက်လာဖို့ဒီတိုင်းပဲခိမနာတဲ့အာလီမီ ပို့ထွန်းလာဖို့တော့အဲ့ဒီဒီမျောလေးချက်တွေကိုအင်ရှာလာအလရှင်ချင်းမြတော်မူပါလိမ့်မယ်အလရှင်မတခင်ကျွန်တော်အားလုံးကိုတော့ကျွန်တော်ရဲ့ဒီဒီပန်းချက်ဒီဆန္ဒကောင်းတွေအပေါ်မှာအကောင့်ထဲပေါ်နိုင်တဲ့တော်ဖစ်ချင်းမြပိတ်နာတော်မူပါအာမင်ဝါအခီရူတာဝါနာအလ်ဟမ်ဒူလ illah